ီကိုရီးယားလုံးမင်္ဂလာပါလို့เนาะဒီနေ့ညမှာတော့ကျွန်တော်မန်စီးတင်ပွဲစဉ်ရှိပါတယ်မန်စီးတင်နဲ့အက်စတွန်ဗီလာတင်းတို့ရှင်ပြိုင်ကစားတော့ကြမှာပါအဲ့ဒါလေးကိုကျွန်တော်ဒီနေ့အတိလာပေးရပါအဲ့တော့ဘယ်သူနိုင်မလဲဆိုလို့ရှိရင်တော့ထုံးစံတိုင်းကျွန်တော်တို့မန်စီးတင်ပေါ်ပြလို့เนาะမန်စီးတင်ဒီညဘာလို့နိုင်မလဲဆိုတော့ဂွာဒီယိုလာကြောင့်မဲနိုင်မှာဗျဂွာဒီယိုလာဒီကျွန်တော်တို့ယာရီနောက်ပိုင်းပွဲစဉ်တွေဆိုလို့ရှိရင်ဆောင်ရမ်းကောင်းတာကောင်းလာတတ်တဲ့အစဉ်အလာရှိရပါတော့အဲ့ဒါကြောင့်မလဲကျွန်တော်တို့မန်စီးတင်ကလင်းနစ်ဆက်ချန်ပီယံဖြစ်ခဲ့တာအဲ့တော့ဒီနေ့ယာရီမှာအခြေအနေတွေစိုးနေပြီမဲ့ လက်ရှိချိန်မှာဆိုလို့ရှင်ဒါပြီးခဲ့ရပိုင်းကပဲ Crystal Bell လေးကိုနောက်ကျအာနောက်ပိုင်းမိနစ်တွေအကိုးတွေနဲ့အနိုင်ကိုးတွေတွင်းပြီးတော့ကျွန်တော်တို့အနိုင် break ရယူခဲ့တယ်ပေါ့နော်အဲ့တော့ Aston Villa နဲ့ပွဲစဉ်ကိုလည်း Guardiola အနိုင်ကစားလိမ့်မယ်တခြားပြင်ဆင်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တယ်ဘာလို့လဲဆိုလို့ရှင် Aston Villa အတင်းနဲ့က Champion League ဝင်ခွင့်တနေရာအတွက်အပြိုင်ဖြစ်နေတာဗျာလက်ရှိ Premier League မှာက Premier League Champion ကဘယ်သူဖြစ်မလဲဆိုတာညီကိုတို့တိပြီးသွားပြီ Liverpool ပဲ Champion ဖြစ်မှာအဲ့တော့ရင်ကုန်စရာမကောင်းတော့ဘူး တန်ဘူးဆင်းရမလဲကျွန်တော်တိနေရပြီလက်စတာဆောက်တန်တန်အဲ့တော့ချန်ပီယံလိဝင်ခွင့်တနေရအတွက်ဘူးရမလဲဆိုတာကျွန်တော်ခုချင်းဒီမတိရသေးဘူးအက်စတွန်ဗီလာရှိမယ်မန်စတီရှိမယ်ချက်စီးရှိမယ်နယူကာဆယ်ရှိမယ်နော်ဒရန်ဖော်ရက်ရှိမယ်အဲ့ငါးတင်းထဲမှာနှစ်တင်းကတော့ဒေဂျာပေါက်ချန်ပီယံလိဝင်ခွင့်ကိုလွဲချော်မှာသုံးတင်းကတော့ရမှာဗျာဒေဂျာရဲ့အစင်နဲ့အစင်နှစ်ဆိုတော့ကျွန်တော်ချန်ပီယံလိဝင်ခွင့်တက်က9နေရဗျာ9နေရဆိုတော့အက်စတွန်ဗီလာနယူကာဆယ်နော်ဒရန်ဖော်ရက်အော်ပြီးလို့ရှိရင်ကျွန်တော် အဲအခု Man City Chelsea ပေါ့ဗျာဒီအတင်းတွေတွေက3တင်းကောက်ချန်ပီယံလိဝင်ရလိမ့်မယ်အဲ့တော့လက်ရှိချိန်မှာ Nottingham Forest အတင်းနဲ့ Man City အတင်းကကွာဟချက်ကရမကနှစ်မှတ်ပဲရှိဘူးအခုဒီနေ့ညမှာကံမယ် Man City နဲ့ Aston Villa အတင်းရဲ့ရမကွာချမှုကလည်းတမှတ်ပဲရှိရဲ့အဲ့တော့ကျွန်တော်တို့ Man City အတင်းနေနဲ့ဒီနေ့ညမှာအနိုင်ကန်လိုက်လို့ရှိရင်ရမက6မှတ်ရလိုက်တယ်လို့ဖြစ်မှာပြိုင်ဘက်အတင်းကိုလည်းကျွန်တော်တို့ ဖြုတ်ချလိုက်နိုင်တယ်လို့ကျွန်တော်တို့ကိုရိုင်းရဲလေ၃မှတ်ရတာဖြစ်တဲ့အတွက်ဒါ၆မှတ်တန်ပွဲတော်ပွဲလို့ပြောလို့ရတယ်ဗျာအဲ့လိုပွဲကိုကျွန်တော်တို့မန်စီတင်ကအနိုင်လုံးဝကန်လိုက်မယ်ဗျာရှင်းဆုံးပြဒီနေ့ယာရီမှာကျွန်တော်တို့မန်စီအတင်ကရလက်တွေစိုးရွားနေတယ်ဆိုပေမဲ့ မန်စီးတင်းရဲ့ထုံးစံအတိုင်းပဲယာရီနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်ပို့ပြီးတော့ကောင်းလာတယ်အဲ့တော့ဂွာဒီယိုလာဒီလည်းကျွန်တော်တို့အရမက်ယူတဲ့နေရာမှာဆရာတဆူပဲဗျာလင်းနစ်ဆက်ချန်ပီယံဖြစ်ခဲ့တာဘယ်တင်းမှမလုပ်ပြနိုင်ခဲ့ဘူးဟုတ်တယ်မလားဂွာဒီယိုလာနဲ့မန်စီးတင်းပဲလုပ်ပြနိုင်ခဲ့တာဘာကြောင့်လဲဆိုတော့ဒီလိုယာရီနောက်ပိုင်းပွဲစဉ်တွေမှာဆောင်ရမ်းကောင်းလာလို့ပေါ့နော်အဲ့တော့ဒီနေ့ညမှာဆိုရင်လည်းဂွာဒီယိုလာဒီအက်စတွန်ဗီလာကိုအနိုင်ကစားလိမ့်မယ် ပြင်လဲပြင်ဆင်လာလိမ့်မယ်ဘလို့အနိုင်ကစားလိမ့်မလဲဆိုတာကိုအဲ့တော့မန်စီးတင်းဒီလက်ရှိအချိန်မှာကျွန်တော်တို့ရက်လက်တွေဆိုးရွားနေမိကစားသမားတွေကအသွဲဖက်တွေပုံမိလာခဲ့ပြီးအချိန်တွေလည်းကောင်းလာခဲ့ပြီးအဲ့တော့ကျွန်တော်မန်စီးတင်းကမ်းမှာလည်းမန်စီးအိမ်ကွင်းဖြစ်တဲ့အတွက် ပထမအကြော့မှာဆိုရင်ဒါအက်စတွန်ဗီလာကွင်းမှာ2-1ဆိုတဲ့ရလနဲ့ကျွန်တော်မန်စီတင်ကရှုံးနိမ့်ထားတာဆိုတော့ကဒီနေ့ညဒီကျွန်တော်မန်စီအတင်းအတွက်အနိုင်လုံးဝကန်ကိုကန်ရမယ့်ပွဲမှာအနိုင်ရရှိသွားလိမ့်မယ်လို့ထင်တယ်။ဒရန်ရကစားသမားတွေကလည်းကျွန်တော်တို့ပြန်ဆုံနေပေါ့နော်ဟာလန်ရိုဒရီလောက်ကမပါဘူးပေါ့ဗျာ။ကျန်တဲ့ကစားသမားတွေကတော့ကျွန်တော်တို့ ဘာပဲဖြစ်သူ့နေရာနဲ့သူအကောင်းဆုံးနေကန်နေကြဖြစ်တဲ့အတွက်ဟာလန်နေရာမှာမာမိုးဝင်ကစားလိမ့်မယ်ဒါတော့ထုံးစံတိုင်းပဲအဲ့တော့ဘလို့လူထုတ်လာမလဲထုတ်လာတဲ့လူပေါ်မူဒီပြောကျွန်တော်မန်စီတင်ကရလက်ကစကားပြောတွားလိမ့်မယ်အဲ့တော့ဂွာရီယူလာဒီတီချာပင်စလာမယ်လို့ယုံကြည်ရတဲ့ကျွန်တော်မန်စီတင်ဒီနေ့ညအတွက်အနံရလက်ကတော့3-1ဆိုတဲ့ရလက်နဲ့ပဲအနံရရှိလိမ့်မယ်လို့ကျွန်တော်ဒီနေ့သုံးသပ်မိပါတယ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ဗျ